2025ကျူ3လပတ်အတွင်းမှာ Binance Exchange ပေါ်မှာရှိနေတဲ့ net inflow ကဆိုလို့ရှိရင်14.8 billion တန်ဖိုးထိရောက်ရှိခဲ့ပါတယ်။ဒါဈေးကွက်ထဲမှာအခြားသောနာမည်ကြီး cryptocurrency exchange 10ခုရဲ့ net inflow စုစုပေါင်း64တန်နဲ့နှိုင်းရှင်မယ်ဆိုလို့ရှိရင်တော့အစားပေါင်း158စပိုများနေတာကိုတွေ့မြင်ရမှာပါ။ဒီလိုကွာခြားချက်ကြီးကြီးကြီးမားမားဖြစ်ပေါ်နေတာကဘာကိုဖော်ပြနေပါလဲ။ Binance ကတော့ဘလို့နီးလန်းနေတဲ့အသုံးပြုပြီးတော့ဒီလိုစံချိန်တင်ရရှိလာခဲ့လဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ net inflow 14 1.8 billion ဆိုတဲ့ကိန်းဂဏန်းဟာရိုးရိုးငွေကြေးဝင်ရောက်မှုတစ်ခုလည်းမဟုတ်ပါဘူး။ဒါအသုံးပြုသူ user တွေရဲ့ယုံကြည်မှုလို့ခေါ်တဲ့ user trust ကိုတိုင်းတာတဲ့အဓိကသင်္ကေတတစ်ခုဖြစ်ပေါ်ပြနေတာတွေ့မြင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ Q3 မှာ Binance ဟာ DeFi Llama ကနေခြေရာခံရရှိတာတဲ့စုစုပေါင်း6 centralized chain တွေထဲမှာအကြီးမားဆုံးသော net inflow ကိုလည်းရရှိခဲ့တာဖြစ်ပါတယ်ဒီလိုများပြားလာတဲ့ငွေကြေးဝင်ရောက်လာမှုပါဆိုရင် Binance Chain ကိုအရင်းအနှီးလို့ခေါ်တဲ့ capital အတွက် UDR prime destination အဖြစ်နဲ့သတ်မှတ်လိုက်တာကိုဖော်ပြနေတာပါငွေအမြောင်များကိုတစုတစည်းထဲမှာစုပုံထားရဲဆိုတာကအသုံးပြုသူ user တွေအတွက် Binance Chain ရာ security လုံခြုံမှုအားကောင်းတာ CMC က regulations လိုက်နာတာတွေခိုင်မာတဲ့လုပ်ငန်းလည်ပတ်မှုစနစ်တွေကို user တွေအနေနဲ့ယုံကြည်လို့ပဲဖြစ်ပါတယ်ပုံမှန်အပြင် traders တွေက ားသူတို့ရဲ့ယင်းနှီးမှုကက်ပီတယ်တွေကိုစွန့်စားရမှု risk နဲ့တဲ့နေရာတွေယုံကြည်စိတ်ချရတဲ့နေရာတွေမှာထားလို့ရှိကြပါတယ်ဥပမာအနေနဲ့ပြောရရင် crypto လောကရဲ့ဈေးကွက်ကိုစားတောက်ဆိုင်ဒီဇိုင်းနဲ့နှိုင်းယှဉ်ကြည့်ပါမယ် Binance ကလူများယုံကြည်စိတ်ချရတဲ့နေရာလုံခြုံမှုရှိတဲ့နေရာဝန်ဆောင်မှုလည်းပြည့်ပြည့်စုံတဲ့နေရာဖြစ်တဲ့ကျင်းငါးဖွင့်ဟိုတယ်ကြီးတစ်ခုနဲ့တူပါတယ်တနေ့ထိတ်တန်း exchange ကတော့ကောင်းမွန်ပေမယ့်စုစုပေါင်း net inflow 94တန်းပဲရှိတယ်ဆိုတာကဟိုတယ်ကြီးရဲ့အဝင်နှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်အင်တာမနေပါလွန်းလာပါတယ်ဒီလိုကြီးမ ားတဲ့ကွန်ဟာချက်တွေအားဆိုလို့ရှိရင် Binance က cryptocurrency industry တစ်ခုလုံးအတွက် user trust လို့ခေါ်တဲ့ယုံကြည်မှုစံနှုန်းကိုတတ်မှတ်ပေးနေတယ်ဆိုတာကိုဖော်ပြနေပါတယ်။ Binance ကဒီလိုမျိုးခိုင်မာတဲ့ net inflow ကောင်းဆောင်မှုတွေအားဘာတွေကိုထောက်ပံ့ပေးနေလဲဆိုတာကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီကနေ့၈နှစ်တက်တန်းကျော်အတွင်းမှာအသုံးပြုသူ user တွေဟာ 125 trillion တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှု assets တွေကို Binance Exchange ပေါ်မှာပဲရောင်းဝယ်ဖောက်ကားခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာထိပ်တန်း crypto exchange ဖြစ်နေမှတ်တမ်းဝင်လာတာဖြစ်ပါတယ် Binance Exchange ပေါ်မှာ user တွေက USDT နဲ့ USDC stable coin တွေမှာ3.1 billion ကျော်ကင်ဆောင်ထားတာဖြစ်ပြီး SAS လို့ခေါ်တဲ့ centralized exchange stable coin ဈေးကွက်ရဲ့59ရာခိုင်နှုန်းကိုလည်းဥဆောင်နေတာဖြစ်ပါတယ် ဒီဘက်ကွာအများပြရှိနေခြင်းက net inflow အတွက်အဓိက key driver တစ်ခုလို့ဆိုရမှာပါ။နောက်ပြီးဘိုင်းနဲ့အချင်းအားဆိုလို့ရှိရင်22ခုသောစီမင်းစီကံလိုင်းနာမှုဆိုင်ရာဖွံ့ဖြိုးချက်များကိုရရှိထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အခြားသော crypto exchange platform တွေထဲအများကြီးအားသာချက်တွေပိုပါတယ်။ compliance အစီအစဉ်အတွက်လည်း Binance အချင်းအားဝန်ထမ်းအင်အား22ရာခိုင်နှုန်းအသုံးချထားတယ်။ဒါကတော့1280ပမာဏရှိတဲ့ဝန်ထမ်းအင်အားပါ။ဒါအပြင်မှာအခြားသောသက်ဆိုင်ရာဈေးကွက်တွေက professionals တွေကိုလည်းခန့်အပ်ထားပြီးတော့ million ပေါင်း30ကျော်ကိုရင်းနှီးမြှုပ်နှံထားပါတယ်။ တယ်ဒီလိုမျိုး cryptocurrency exchange တစ်ခုအနေနဲ့ security ရဲ့စီမင်းစီကန် regulations တွေကိုလေးထားရတဲ့အတွက်ကြောင့်မလို့ဒီနည်းမျိုးနယ်သူ investor တွေယုံကြည်မှုကိုဒီထက်မကပိုမိုပြီးတော့ခိုင်မာမှုရရှိစေပါတယ် Binance exchange ပေါ်မှာအယောင်းဝယ်ပြုလုပ်လို့အရေးပေါ်အခြေအနေကြုံတွေ့ရပြီဆိုလို့ရှိရင် American dollar 1 billion ပမာဏရှိတဲ့ SAFU SAFU fund ကိုလည်းထားရှိပေးထားပါတယ်လွန်ခဲ့သောနှစ်နှစ်ခွဲအတွင်းအချိန်နဲ့တပြေးညီ real time ထိန်းချုပ်မှုတွေကြောင့်မလို့ American dollar 243သိန်း2400ကျော်သာဆုံးရှုံးခဲ့ရပြီးတော့ 9.5မီလီယံရှိတဲ့ငွေချေးမြောက်များကိုယူဇာတွေဆုံးရှုံးမှုမှာကာကွယ်ပေးနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ကစလို့ခိုးယူခြင်းခံရတဲ့ပိုင်ဆိုင်မှု SSD ကနေပြီးတော့ American Dollar 230ကျော်ကိုဥပဒေစိုးမိုးရေးအဖွဲ့နဲ့ပူးပေါင်းပြီးတော့ဖန်စီပြန်လည်ရရှိအောင်လဲကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ Binance Exchange ရဲ့ဈေးကွက်မှာခေါင်းဆောင်မှုကိုရရှိတည်တတ်နိုင်စေမယ့်နောက်ထပ်အဓိက key driver နှစ်ခုကတော့စမ်းသစ်တီထွင်မှုနဲ့အရေးအတွေးတွေပဲဖြစ်ပါတယ်။ Binance အချိန်မှာ Alpha Token ပေါင်း152ခုထိမိတ်ဆက်ပေး းခဲ့ပြီး future နဲ့ spot trading တွေမှာလည်း15ရာခိုင်နှုန်းဒီ short ရရှိခဲ့ပါတယ်။ဒါ့အပြင်မှာ DeFi, Web3 integration တွေအတွက်6.7 billion ကျော်တန်ဖိုးရှိတဲ့ airdrops တွေနဲ့ deep liquidity တွေကိုလည်း support ပေးခဲ့ပါတယ်။ဒီလိုမျိုး Binance Exchange ရဲ့စံသစ်တည်ထွင်မှုတွေအရဆိုလို့ရှိရင်နည်းပညာစူးစမ်းသူတွေကို Exchange ပေါ်ကိုအသုံးပြုဖို့အတွက်ဆွဲဆောင်နေပါတယ်။ Trading pairs ပေါင်း900ကျော်ကိုလည်း support လုပ်ပေးထားပြီးတော့ဈေးကွက်ရဲ့ deep liquidity ကိုလည်းတေချာတိကျအောင်ဆောင်ရွက်ပေးနေပါတယ်။ Trading ရောင်းဝယ်လုပ်တဲ့ transition chain နှုန်းကဆိုလို့ရှိရင်လည်း Binance Exchange ပေါ်မှာတိတ 7.4တန်းတန်ဖိုးရှိတဲ့ transition တွေကို10စက္ကန့်အတွင်းလောက်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် Binance N ဟာဆိုလို့ရှိရင်သုံးဆွဲသူ user တွေအတွက် lifetime savings earnings စတဲ့အကျိုးကျေးဇူးတွေအတွက်9ဘီလီယံတန်ဖိုးကျော်ပေးအပ်ခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ဒီကနေ့2024ဇန်နဝါရီနဲ့ September လကြားအတွင်းမှာ BNB ကန်ဆောင်သားသူတွေက American Dollar တန်း200ကျော်တန်ဖိုးရှိတဲ့ BNB အကျိုးခံစား권တွေလည်းရရှိခဲ့ပါသေးတယ်။ ဒီချက်ကလည်း Binance ecosystem ကိုရင်းနှီးမြှုပ်နှံသူ investor တွေရဲ့စိတ်ဝင်စားမှုမြင့်တက်စေခဲ့တာလည်းဖြစ်ပါတယ်။ Binance ရဲ့ကျူသွေးမှာ14.8 billion network တန်ဖိုးရရှိခဲ့တာဆိုလို့ရှိရင်အခြားသောဈေးကွက်တွေမှာရှိနေတဲ့ cryptocurrency exchange 10ခုရဲ့စုစုပေါင်းတန်ဖိုးတဲ့အစပေါင်း158ဆပိုများနေတဲ့အတွက် Binance exchange ဟာ crypto လောကမှာခေါင်းဆောင်မှုတွေယုံကြည်မှု trust တွေနဲ့ ဈေးကွက်လွှမ်းမိုးမှုအင်မတန်ခိုင်မာနေတယ်ဆိုတာကိုရှင်းလင်းစွာဖော်ပြနေပါတယ်။အခုပြောပြပေးသွားတဲ့အချက်လက်တွေကကျွန်တော်တို့ဘာတွေသိလိုက်ရမလဲဆိုလို့ရှိရင်တော့ခရစ်တိုလောကမှာယင်းနည်းမြုံနယ်မှုလုံးမဲ့ investor တွေရဲ့ငွေကြေးစီးဆင်းမှုဟာယုံကြည်မှု trust ကိုအခြေခံထားပြီး Binance Exchange ဘက်ကလည်း investor တွေရဲ့ယုံကြည်မှုကိုအစဉ်အမြဲတည်ဆောက်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆက်ပြီးတော့ဈေးကွက်ရဲ့ဥဆောင်သူဖြစ်ဆက်လက်ရည်တည်နေမယ်ဆိုတာကိုပြောကြရင်လည်းဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်ချင်ပါတယ်။အခုလိုမျိုး cryptocurrency နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသတင်းချက်လက်ဆောင်းပါးတွေ မိတ်ဆွေတို့အစီအမပြတ်နားဆင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်သားလို့ရပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးမှပဲလဲဆောင်ရွက်ပါမယ်